အားလုံးပဲမင်္ဂလာပါခင်ဗျာလက်ကီးဒုတိယ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့က16ရက်နေ့နော်15ရက်နေ့လဲလွဲပြန်ပြီခင်ဗျာနော်16ရက်နေ့ရှယ်လ2025ကျွန်တော်နေကုန်အတွက်ဒုတိယလေးကိုကျွန်တော်တော်ပြပြီးတော့ပါမယ်ခင်ဗျာနော်ပထမဆုံးကျွန်တော်တို့ထိပ်စီပိုင်းလေးကိုကျွန်တော်တို့စီးကြည့်ကြမယ်ခင်ဗျာနော်ထိပ်စီပိုင်းလေး16ရက်နေ့ကျွန်တော်12နိုင်10မိနစ်တွေပထမဆုံးထိပ်စီပိုင်းလေးဟာဒီဟာ1ရက်2ရက်4ရက် နော်ဒီ၃လုံးပေါင်းချင်းပေါ့ဒီ၃လုံးပေါင်းချင်းက6 9 9ရဲ့ပါဝါက2အော် sorry ပါ9ရဲ့နှက်ခတ်ပေါ့ခင်ဗျာနော်9ရဲ့နှက်ခတ်က3ကြဒီမှာကျွန်တော်တို့ပါထွက်သွားပြီလဲ3ကြထိတ်စီထွက်သွားတယ်ခင်ဗျာနော်2 4 1ပေါင်းချင်းက9 9ရဲ့နှက်ခတ်က9ရဲ့နှက်ခတ်က3ကြဒီမှာ3ကြထိတ်စီထွက်သွားတယ်ခင်ဗျာဟုတ်ပြီနော်နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်2ရဲ့ 4ရေ6ရေเนาะ A 3လုံးပေါင်းချင်းဒီ3လုံးပေါင်းချင်းကဒီမှာဆိုရင်2နဲ့4နဲ့ပေါင်းတော့6 9နဲ့ပေါင်းတော့15 15ဆိုတော့9ရေနဲ့ခက်က3เนาะဒီမှာကျွန်တော်ဗာထွက်သွားပြီလေ3ထိပ်စီထွက်သွားပြီဟုတ်ပြီเนาะဒါကြောင့်လာမယ့်16ရေနေ့ကျွန်တော်16ရေနေ့72နိုင်10မိနစ်အတွက် ရရှိရဲ့9ရဲ့9ရဲ့ဟုတ်ပြီเนาะ9နဲ့လီ78 78နဲ့ဝတ်7နဲ့ပေါင်းတော့80နဲ့6 86ဆိုတော့ကျတော့6ရဲ့နှက်ခက်က9ဟော9ပြန်လာကြပြီခင်ဗျာเนาะကျတော့ဒီမှာကြည့်မယ်ဆိုရင်9နဲ့လီ78 7နဲ့ပေါင်း26 6ရဲ့နှက်ခက်က9ကျတော့9ထိပ်စီထွက်ခဲ့ပါတယ်ခင်ဗျာဟုတ်ပြီเนาะ9ထိပ်စီထွက်ပါတယ် ဟုတ်ပြီနော်ကိုထိတ်စီထွက်ခဲ့ပါတယ်ခင်ဗျပထမဆုံးကျွန်တော်တို့ကကိုထိတ်စီရပါတယ်ဒါက7နာရီ10မိနစ်ရထိတ်စီဟိုပိတ်ကနန်းလေးကျွန်တော်ပြမယ်ခင်ဗျနော်ပိတ်ကနန်းလေးကဲချက်ကနန်း 3D ပါလိုချင်တဲ့လူတွေကိုကျွန်တော်အောက်မှာဖုန်းနံပါတ်ရေးထားပေးပါတယ်အဲ့ဖုန်းနံပါတ်ကိုလည်းတောင်းပြီးလို့ရပါတယ်ခင်ဗျနော်မအောင်အပိတ်ကိုကြည့်မယ်ဆိုရင်အပိတ်ကဒေါ်ဂျင်ဒီယာနေ9ရဲ့3ညရဲ့ပေါင်းချင်းက9 9ရဲ့ ပါဝါက3ညဟုတ်ပြီနော်ငါးပါဝါ3ညဆိုတော့ဒီမှာကျွန်တော်ကတုံညအောင်ယူငါးကိုပဲယူတယ်ငါအပိနဲ့3ညငါထွက်သွားတယ်ခင်ဗျာနော်နောက်တစ်ခုကျွန်တော်ဆက်ကြည့်မယ်နောက်တစ်ခုကြတော့ဒီမှာဒီက9နဲ့9နဲ့ပေါင်းဟုတ်နော်9နဲ့9နဲ့ပေါင်းတော့3ည3ညရဲ့ပါဝါက9ဒီမှာဘာထက်ထွက်သွားလဲဆိုတော့ကျွန်တော်တို့9အပိနဲ့3 9ဆိုပြီးဒီမှာထွက်ထားတယ် ဒါကြောင့်မို့လာမယ့်ကျွန်တော်16ရက်နေ့17ရက်နေ့10မိနစ်မှာဖြစ်နိုင်ခြေရှိတယ်เนาะခဏလေးရတော့ဒီဟာနှိမ့်နဲ့၄နဲ့ပေါင်းချင်းကကျွန်တော်တို့600ပါတယ်6ရက်ပါဝါက1ဒါကြောင့်မို့ကျွန်တော်တို့နှလုံးပိတ်မယ်เนาะ96 91ဒါက17ရက်နေ့10မိနစ်အတွက်ဟုတ်ပြီเนาะ17ရက်နေ့10မိနစ်အတွက်ကနှစ်ခွက်ထောက်ပါတယ်96နဲ့91 3D လည်းတောင်းလို့ရပါတယ်ခင်ဗျပေါက်ပေးပေါ့ခင်ဗျပေါင်းရင်တော့ကျွန်တော်ကို မဟုတ်ဘူးပေါ့ခင်ဗျာเนาะ 3D လက်တောင်းလို့ရပါတယ်အခုကျွန်တော်ညနေ4နာရီခွဲပြမယ်ခင်ဗျာเนาะညနေ4နာရီခွဲအတွက်ကျွန်တော်တို့ဆက်ကြည့်မယ်ညနေ4နာရီခွဲ16ရက်နေ့ညနေ4နာရီခွဲပထမဆုံးကျွန်တော်ထိတ်စီရဒီ3လုံးပေါင်းခြင်းဒီ3လုံးပေါင်းခြင်းကတစ်ရက်16ပါခင်ဗျာเนาะဟုတ်ပြီเนาะ16ရပါတယ်ဒီ3လုံးပေါင်းခြင်းက16ကိုရဲ့ပါဝါက4 ုတ်ပြီเนาะကိုပါဝါ၄ဒီမှာကျွန်တော်လေးထိပ်စီထွက်သွားပြီ919ပေါင်းချင်းက1019ဟုတ်ပြီเนาะ19ဆိုတော့ကိုရဲ့ပါဝါ၄ကျွန်တော်လေးထိပ်စီရပါတယ်ဒီမှာเนาะလေးထိပ်စီအပိတ်ကိုကျွန်တော်တို့ကြည့်မယ်ဆိုအပိတ်ကဒီ၃လုံးပေါင်းချင်းဟုတ်ပြီเนาะအပိတ်ကဒီ၃လုံးပေါင်းချင်း992ပေါင်းချင်းက72 2ရဲ့ပါဝါက9ဒီမှာကျွန်တော်တို့ခွန်ထိတ်ခွန်အပိတ်နဲ့40ခွန်ထွက်လာတယ်။နော်နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်။ နောက်တစ်ခုကလည်းကျွန်တော်တို့ဒီမှာဆိုရင်ဒီ၃လုံးပေါင်းခြင်းเนาะဒီ၃လုံးပေါင်းခြင်းက83 3ရဲ့ပါဝါက8ဒီမှာကျွန်တော်တို့8ထိပ်စီဟုတ်ပြီเนาะအပိတ်ကိုကြည့်မယ်ဆိုရင်အပိတ်ကဒီ၃လုံးပေါင်းခြင်းဒီ၃လုံးပေါင်းခြင်းက69 9ရဲ့ပါဝါက2ဒီမှာ2ပိတ်တယ်စစ်ဆက်နဲ့2ထွက်တာလေခင်ဗျာဟုတ်ပြီเนาะစစ်ဆက်နဲ့ထွက်ပါတယ်အထိပ်စီကဒီ၃လုံးပေါင်းခြင်းက73 3ရဲ့ပါဝါ8ဒီ၃လုံးပေါင်းခြင်းကအပိတ်ထွက်ပါတယ် နော်69ခုနှစ်ဘောင်ဝါနှစ်ထွက်ပါ60နှစ်ထွက်သွားတယ်။ဒါကြောင့်16ရက်နေ့ညနေ4နာရီခွဲမှာကကျွန်တော်ထိတ်စီးကဒီ3လုံးပေါင်းချင်းနော်ဒီ3လုံးပေါင်းချင်းကကျွန်တော်က4 3 9နှစ်ပေါင်းတော့15 9ရက်ဘောင်ဝါက3ညကျွန်တော်ထိတ်စီးကညနေပိုင်းမှာကျွန်တော်3ညတလုံးရသွားပြီခင်ဗျ။ဟုတ်ပြီနော်၃ညရသွားပြီအပိတ်ကိုကြည့်မယ်အပိတ်ကဒီညလုံး၃လုံးပေါင်းချင်းဒီ၃လုံးပေါင်းချင်းကကျွန်တော်တို့က54ရပါတယ်၄ရဲ့ပါဝါက 4 power 6ဆိုတော့ကျွန်တော်တို့ဘာရမလဲ6အပိတ်နဲ့ကျွန်တော်တို့6အပိတ်နဲ့3ည6ဆိုပြီးထွက်ထားရတယ်ဒီ3ခွက်ပဲထိုးအောင်ခင်ဗျเนาะကျွန်တော်တို့16ရင်းဒီမှာဒီ3ခွက်ပဲထိုးအောင်မယ်3ည6ကတော့ကျွန်တော်တို့ကဘာရတာလဲ3ည6ကမွေးကနန်းထဲမှာရှိပါတယ်ခင်ဗျเนาะ3ည6ကကျွန်တော်မွေးကနန်းထဲမှာရှိတယ်မွေးကနန်း4ခွက်မှာတစ်ခွက်မှမထွက်သေးဘူးခင်ဗျဒါကြောင့်မို့3ည6ကိုဦးစားပေးထိုးပေးပါခင်ဗျเนาะ96 97ကတော့မမီတို့ ဟိုမှာပါဝါတွဲထွက်လာတယ်ပါဝါတွဲမနေဒီနေ့ဆိုရင်ကျွန်တော်ဆန်ကိုင်းနေမှာပါဝါတွဲထွက်လာတဲ့အတွက်လက်ပြင်လက်ခတ်လာခြင်းနဲ့လာမှာပေါ့ခင်ဗျာနော်ဒါကတော့ကျွန်တော်20 times ကြာခဲ့တဲ့ခဏလေးပါခင်ဗျာအခဏလေးကျွန်တော်ဝေကနဲ့ပြန်ကြာပြပါမယ်ဝေကနဲ့မထွက်သေးပါဘူးနော်ဝေကနဲ့မှာ39 3695956တော့ကမှမထွက်သေးဘူးမနေ့ဖြစ် ျွန်တော်တို့တစ်ခွက်ကတော့ကျိန်းတည်လာဖို့ရှိပါတယ်ဒီလေးခွက်တည်းကဒါကြောင့်တုံညကိုကိုအနက်နဲ့ညမှာပေါင်းထိုးပေးပါခင်ဗျာเนาะအဲဒီမှာ 3D လိုချင်တဲ့လူလည်းလက်တောင်းလို့ရပါတယ်เนาะ 3D လိုချင်တဲ့လူလက်တောင်းပါဒီမှာကျွန်တော်အရန်ထိုးချင်တဲ့လူက6ပါဝါက1ဒီမှာဆိုရင်6နှစ်ခတ်က9အပူးဆိုရင်ပါဖြစ်မယ်အပူးဆိုရင်ကျွန်တော်တို့66ရှိမယ်เนาะ1 1ရှိမယ်เนาะ1 1ရှိမယ်9 9ရှိမယ် ညနေမှာဆိုရင်9ပါဝါ9ရက်နှက်ခတ်က3 4ရက်နှက်ခတ်က2ဟုတ်ပြီเนาะ9 4 9 9နှစ်ရှိမယ်9 9ကတည်းကျွန်တော်မွေးကနန်းမှာရှိတဲ့အတွက်ထိုးပေးလို့ရပါတယ်3 4 3 9တော့ main ကွက်3 2ရှိမယ်3 4 3 9 3နှစ်ရှိမယ်အပူကတော့ဒီ3ကွက်ပဲရှိမယ်ဟုတ်ပြီเนาะအဲ့ဒီထဲမှာမှာကျွန်တော်တို့ 3D လိုချင်တဲ့လူကျွန်တော်စီမှာလက်တောင်းလို့ရပါတယ်ခင်ဗျာဟုတ်ပြီเนาะမနက်ပိုင်းဆို66 61 69ထွက်နိုင်တယ်ဒါတွေကအရန်ကွက်ပေါ့ခင်ဗျာเนาะ ကတော့ဒီမှာ main ငူစာနဲ့ main ကွက်ပေါ့ခင်ဗျာနော်69ကတော့အရန်ကွက်နဲ့ထွက်မယ်16ကျွန်တော်16ရမယ်နော်16 11ကတော့ဘူးလာမယ်19 19ကတော့ဒီမှာပါသွားပြီဟုတ်ပြီနော်ညနေဆိုရင်ချက်ကြည့်မယ်ဆိုရင်9 4 5 9 5 2အ3 4 3 6 3 2 3 4 3ပေါ့အလုံးပဲ16ရင်းဒီမှာကျွန်တော်တို့ဥစားရပါစေ 3D ရော 2D ရောအလုံးကန်ကောင်းကြပါစေအလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ